အားလုံးပဲမင်္ဂလာပါရှင်။မာရီရဲ့ channel ကနေကြိုဆိုလိုက်ပါရစ်။ဒီကတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့2023ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီးစိတ်ကူးရဲ့ဇာတ်ကားလေးတစ်ခါဖြစ်ပါရစ်။ ဇလန်းလေးရဲ့အဆမှာတော့တကားရီအများကြီးရှိတဲ့နေရာမှာတက်ကြီးပိုင်းမျိုးသားတယောက်ကငကားတိတိလေးထွက်ပြေးနေတဲ့နောက်ကိုလိုက်နေပြီးမိခါနီးမှာအပြင်ကနေနောက်ထပ်အမျိုးသားတယောက်ကတကားကိုပိတ်လိုက်တာနဲ့အစာပြုတ်သွားပါတယ်။တက်ကြီးပိုင်းမျိုးသားကအဲ့ဒီတယောက်ကိုမှော်စွမ်းအားနဲ့တိုက်ခိုက်ပေမယ့်ဘာမှမဖြစ်သွားပါဘူး။ဒီလိုနဲ့နှစ်တွေအများကြီးကြာသွားပြီးနောက်ဘောကအိယာထားနောက်ကျနေပြီးအလုံအင်တာဗျူးဖြေဖို့အပြေးလွှားသွားနေရပါတယ်။ လမ်းမှာမော်ဒီလို့ခေါ်တဲ့အမျိုးသားတစ်ယောက်နဲ့တွေ့ကသူကပေါ့ကိုသိရဲ့လို့ပြောပေမဲ့ပေါ့ကတော့မမှတ်မိဘူးဖြစ်နေပါ යි အဲ့ချိန်ခွေးတကောင်ကပေါ့ရဲ့ပဝါကိုကိုက်ပြီးသွားတာကြောင့်အနောက်ကနေလိုက်လာပေမဲ့ခွေးကိုမတွေ့တော့ပဲရှောက်ထားသူလို့ရေးထားတဲ့တကားလေးကိုပဲဝင်လာလိုက်ပါ යි အခန်းထဲမှာတော့ဆိုဖီလို့ခေါ်တဲ့အလုံးရှောက်သူအမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ပါ යි ပေါ့ကတော့ဘာလုံးလုံးရမှန်းမသိသေးပဲအဲ့ချိန်တန်နာရောက်လာပြီးပေါ့ကိုလိုက်လာဖို့ပြောတော့သူ့နာမည်ကိုမမေ့ပဲသိနေရကြောင့်ပေါ့လဲအံ့ဩနေပါ යි အပေါ်ထက်ကိုတက်လာကြကတတိပြစ်သူမစ္စတာဝဲလ်အပောင်ဝင်ဘန်စပေဂျူဒီနဲ့ကက်စမီယာတို့ကိုတွေ့ပြီးသူတို့မိသမျှအထူးထူးဆန်းဆန်းမိခုံတွေကိုပေါ်လင်းအတက်နိုင်ဆုံးနဲ့အကောင်းဆုံးဖြေလိုက်ပိုင်ပေါ်လင်းအပြင်ပြန်ထွက်လာပြီးအင်ကိုရောက်တော့သူ့ရဲ့တငယ်ချင်းနဲ့ညင်းခုန်နေကြချိန်မှာမစ္စတာဝဲစီကပေါ်အလုံးရသွားပြီးဆိုတော့စာတစောင်ရောက်လာခဲ့ပိုင်နောက်တရအလုတ်ကိုသွားတဲ့အချိန်ရိုစီနဲ့တွေ့ပြီမဲ့လေပေါ်ကအခုထိဘာလို့လောက်ရမယ်ဆိုတာကိုမသိရသေးပဲရိုစီကတန်နာကိုခေါ်ပေးပိုင် တန်နာလဲဘောကိုခေါ်ကပြန်လဲပြုတ်ပြင်းတဲ့နေရာတစ်ခုကိုဖျက်ရတော့ကျမ်းပြင်ပေါ်မှာစတာပလာကိုတွေ့လိုက်ပြီးတန်နာကစတာပလာဘေးကနေပတ်ကဂီယူတဆိုင်နဲ့ရှောက်သွားပါ යි ။နောက်တော့ကြီးမားတဲ့မြေပုံရှိပြီးဖုန်းနဲ့ပြောနေကြတဲ့ရုံးကန်တစ်ခုကိုဖျက်တဲ့အခါမှာအလုံးလာမလျှောက်ခင်ကလမ်းမှာတွေ့ခဲ့တဲ့မော်တီကိုတွေ့လိုက်ပါ යි ။ နောက်ထပ်လည်းထူးဆန်းတဲ့ရုံးခန်းတွေကိုဖျက်ဆောက်လာရပြီးနောက်ဆုံးတော့ပေါ်အလုံးလုံးရမယ့်နေရာကိုလျှောက်လာပိုင်အထဲမှာတော့ဆိုဖီကရောက်နေနေပြီးပေါ်ကစကားရီပြောနေပေမယ့်ဆိုဖီကတော့စိတ်ဝင်စားဟန်မရှိပါဘူးအဲဒီချိန်တူတူဆက်ဆက်အကောင်လေးကဖျက်သွားတာကိုပေါ်ကတွေးလိုက်တာကြောင့်လန့်ပြီးခုံမောတက်လိုက်ပေမယ့်တေချာပြန်ကြည့်လိုက်တော့ကြွက်လေးဖြစ်နေပါ යි ဒါနဲ့ရိုစီကရှောက်လာပြီးမြေပုံတွေအများကြီးလာပေးပိုင်ဘောကဘာလို့ရမှန်းမသိဖြစ်နေပေမယ့်ဆိုပြီးနဲ့အတူမြေပုံကိုစစ်ဆေးနေပြီးထမင်းစားချိန်ရောက်တော့အစောပိုင်းကကော်ဖီမကြိုက်ဘူးလို့ပြောထားတဲ့ဆိုပြီးကကော်ဖီတောက်ချင်တယ်လို့ပြောတာကြောင့်ပေါ်လေထူးဆန်းနေပိုင်ရုတ်တရက်ရေးများအဖုံးကပွင့်လာပြီးအောက်ကနေဘူးတဘူးပစ်ပေးလိုက်တာကိုဂျူဒီကဖမ်းလိုက်ပိုင်ဂျူဒီကခုံတန်းပေါ်မှာအမျိုးသမီးတစ်ယောက်အစာအုပ်ဖတ်နေပြီး ဆောင်းတယ်မှာပါရင်စက်ကောင်ကရေရင်းနဲ့ကိုပြုတ်ကြရင်အပြင်မှာလည်းအမျိုးသားတစ်ယောက်ကရေထဲကိုပြုတ်ကြအောင်လုပ်ရမယ်လို့ပြောပါတယ်။အဲဒီစားတော့ဖတ်နေချိန်မှာဆိုဖီယာအချက်ပြပေးဖို့ဂျူဒီယာမှာလိုက်ပါတယ်။ဆိုပြီးလဲဆောင်းရဲ့ဘယ်နေရာရောက်နေလဲဆိုတာဘယ်လိုသိနိုင်မလဲလို့မေးတော့ဂျူဒီယာအဝေးကနေရက်ကြည့်နေဖို့ပဲပြောပါတယ်။ တူတူချာချာဆိုပြီးကသူမဖက်တာရီကိုတိကျမြင်ရပြီးရေဆိုတဲ့စကလုံးကိုဖတ်နေချိန် အချက်လန်းပြလိုက်တဲ့အခါဂျူဒီလည်းလက်ကိုမြှောက်လိုက်ပြီးထိုင်နေတဲ့အမျိုးသားကိုရေထဲပြုတ်ကျသွားအောင်လှုပ်လိုက်ပိုင်ဒါနဲ့စာအုပ်ဖတ်နေတဲ့အမျိုးသမီးကသူ့ကိုသွားဆွဲထူလိုက်ခြင်းနဲ့အချစ်ဇလန်လေးစတင်လာတော့မယ့်အနေအထားဖြစ်နေပိုင်ရေထဲပြုတ်ကျသွားတဲ့အမျိုးသားနဲ့စာအုပ်ဖတ်နေတဲ့အမျိုးသမီးကိုသူတို့ကံကြမ္မာအရာတွေ့ရလို့ထင်သွားအောင်လှုပ်လိုက်တာဖြစ်ပိုင် ပေါ်ကတော့နားမလည်ဖြစ်နေပြီးဆိုဖီဟာစိတ်ဆွမ်းအားရှင်လို့ဂျူဒီကအရှင်ပြပိုင်နောက်တော့ဂျူဒီကကုမ္ပဏီအကြောင်းကိုပြောပြပြီးဝန်ထမ်းတွေအကုန်လုံးကလည်းမှော်စွမ်းအားတစ်မျိုးစီရှိနေကြတာပါဆိုဖီကအလောက်တင်ပေမဲ့ပေါ်ထွက်ပို့ပြီ စွမ်းဆောင်ရည်ရှိနေရကြောင်းဆိုပြီးတယောက်တည်းကိုပဲခေါ်သွားပါ යි ။ပေါ်လေအခန်းထဲမှာမုတ်စားနေုံမြေပုံပေါ်ကနေလက်ကိုရွှေ့ကြည့်ရဲ့အခါတခုခုကိုခန်းစားလိုက်ရပြီးဝဲကရောက်လာကမြေပုံရဲ့အပေါ်နားလောက်မှာလက်ကိုပြန်ထားခိုင်းပြီးရှေ့တတိတ်ကိုကြည့်ဖို့ပြောပါ යි ။ဒီလိုနဲ့ပေါ်မှလည်းစွမ်းအားရှိရဲ့ဆိုတာကိုသိလိုက်ရပြီးပေါ်ကတော့ဘဲပစ္စည်းတွေဘဲမှရှိရဲ့ဆိုတာကိုမြေပုံရဲ့အပေါ်ကနေလက်ကိုရွှေ့ကြည့်ရဲ့အချိန်သိနိုင်တာဖြစ်ပါ යි ။ ဝဲကပုံးကိုသူယုံကန်းနဲ့ခေါ်သွားပြီးကုမ္ပဏီအတွက်အရေးပါတယ်လို့ဖြစ်လာနိုင်တယ်လို့ပြောကဝဲရဲ့အဖေဖြစ်သူကဝဲကိုဝိညာဉ်ရောင်ဖို့စာချုပ်ချုပ်ခိုင်းတာလို့ပြောပြပါတယ်ဘောကအရေးကြီးတဲ့တာဝန်တစ်ခုပေးလိုက်ပြီးဘသူ့ကိုမှမပြောရဘူးလို့မှားလိုက်ပါတယ်။ဒါကတော့ဘောကအခီးသွားတကားတစ်ချက်ကိုလိုက်ရှာရမှာပါ။ပေါ်လေရုံးကနေကနေပြန်ထွက်လာခဲ့ပြီးတွေ့သည်မနေရန်နဲ့တကားရီကိုလက်နဲ့ထိကြည့်ပြီးခီးသွားတကားကိုရှာကြည့်ပါတယ်။အဲဒီချိန်ဘန်စပီးနဲ့တွေ့ပြီးသူမရဲ့သဘင်တွေကအမော်အစွမ်းကြောင့်ရွေးရှားနေပါတယ်။ ညာရောက်တဲ့အချိန်မှာပေါ်ကအိတ်မပြောပဲကက်စမီယာကပေါ်လာပြီးသူကတော့အိမ်မက်တွေကိုထိန်းချုပ်နိုင်တာပါဒီတော့ခုမြင်နေရတာတွေကအိမ်မက်ဖြစ်နေပါ යි ပေါ်ကဘာလို့ပေါ်ကိုအလုတ်ခန့်ထားတာလဲလို့ပြီးတော့ပေါ်ကညှို့ဝှက်ထားရမယ်လို့မှားထားတာကြောင့်မပြောပြပါဘူးကက်စမီယာကပေါ်ရဲ့ခြေထောက်ကိုကွေးပြစ်လိုက်ပြီးသွားရီကျွတ်ထွက်လာအောင်နဲ့နရွက်တွေကိုကြီးလာအောင်လုပ်ပြီးခြောက်လန့်တာကြောင့်ပေါ်လဲကြောက်ပြီးပြောပြလိုက်ပါကက်စမီယာလည်းအဲ့ဒီတကားကတိတ်ဆုံးချင်းဖန်တိုက်ကိုဖိနိုင်တယ်လို့ပြောကပျောက်သွားပါတယ် နောက်တစ်ရက်ဆိုဖီအလုပ်ကိုရောက်တဲ့အချိန်ရိုစီကစတပလာကိုနန်းနေရာတွေးလိုက်ပြီးပေါ်ကတော့တကောက်ကိုဆက်ရှာနေပါတေဆုံးချင်းဖန်တိုင်းဆိုတဲ့စကလုံးပေါ်လာပြီးစတပလာကလမ်းညွန်ပေးရဲ့အတိုင်းလိုက်သွားကြည့်ရောအောက်ထက်ကိုရောက်လာပါနေရာပေါ်ကနေလက်ကိုရွှေ့ကြည့်ရောလဲစွမ်းအင်တစ်ခုကိုခန်းစားလိုက်ရပါ နောက်တော့တဏီယာအရှောက်မှာမင်းစာရီပဲဝင်ရလို့ရေးထားတဲ့စာကိုတွေ့လိုက်ပြီးတကားကိုဖွင့်လိုက်တော့ရိုးရိုးပိုင်တွေတင်ထားတဲ့အစင်ကိုပဲတွေ့ပါ යි အဲဒီချိန်တန်တာရောက်လာပြီးစိုးစိုးရွရွတွေမဖြစ်လာခင်ပေါင်းကိုထွက်သွားဖို့ပြောပါ යි ဆိုပြီးကတော့ဂျူဒီနဲ့အတူတူအလောက်လုံးနေပြီးဂျူဒီကရေးများအဖုံးတဲကနေစာရီရနေပါ යි အဲဒီစာဘူးတွေကမင်းစာရီစီကဖြစ်ပြီးသူတို့ကမော်စရာတွေနဲ့အလောက်တွဲလုံးနေကြတာနှစ်တွေကြာပြီလို့ပြောပါ යි ဆိုဖီးယားဆိုင်တဆိုင်မှာပျောက်သွားတဲ့ခွေးလေးရဲ့စာရွက်ကိုကတ်နေပြီး အဲ့ဒီဆိုင်ရှင်အဖကိုသူ့ဝန်ခွဲတယောက်နဲ့စုံအောင်လုပ်ပေးရမှာပါ။ဘော်ဒီယာအခန်းထဲကိုပြန်ရောက်ချိန်မှာတန်နာနဲ့ဆိုပြီးတော့စကားပြောနေတဲ့အတန်ကိုကြားလိုက်ရပါတယ်။အလုပ်ပြီးသွားလို့အိမ်ပြန်ကြတဲ့အခါဆိုပြီးကသူမမကြိုက်ဘူးလို့ပြောထားတဲ့မုတ်တွေကိုစားနေပြန်မိုက်။နောက်တစ်ရက်မှာတော့ဘော်ကအလုပ်ကိုလာတဲ့အချိန် ကက်စမီးယားနဲ့တွေ့ပြီးမှကက်စမီးယားကပေါ့ကိုအင်တာဗျူးနောက်ပိုင်းပထမဆုံးပြန်တွေ့သလိုပုံစံမျိုးဆက်ဆံနေပါတယ်။ဒါနဲ့အပေါ်ချက်ကိုတက်လာရင်မော်ဒီနဲ့တွေ့ရောမော်ဒီကပေါ်ရှောင်းမဲအလုပ်ကိုမလျှောက်ဖျောင်းနဲ့အခုလက်ရှိကုမ္ပဏီကိုအလုပ်လာလျှောက်ဖြစ်အောင်တမင်လုပ်ခဲ့တာဆိုပြီးဝန်ခံပါတယ်။အိမ်နောက်မနီကတွေ့ခဲ့တဲ့အခန်းကြီးကိုပေါ့ကပြန်လာခဲ့ပြီးစင်ကိုလက်နဲ့ကန်ကြီးရဲ့အခါတကယ့်အရာမဟုတ်ပဲလှည့်စားထားတာဖြစ်ပြီး အထဲကိုတွဝင်လိုက်တော့နောက်တခန်းကိုရောက်သွားပါ යි ပေါ်လဲအခန်းလေးကိုလှည့်ပတ်ကြည့်နေအောင်ကျမ်းပြေပေါ်မှာစတက်ပလာကျနေရကိုတွေ့သွားကကြိုက်ကြည့်မယ်အလို့နောက်ကိုစောင်းတွန်းခံလိုက်ရသလိုဖြစ်သွားပါ යි ဒါနဲ့ဆွမ်းအားတုံးပြီးစတက်ပလာအပေါ်ကနေလက်ကိုရွှေ့ကြည့်မှမင်းစာတကောင်ကိုတွေ့လိုက်ပါ යි မင်းစာကတနေရကိုညှို့ပြပြီးပြန်ပြောက်သွားပါ යි ဒါနဲ့ပေါ်လဲသူညှို့ပြရဲ့နေရကိုလက်နဲ့ဆွမ်းအားတုံးလိုက်တဲ့အချိန်ရှာနီရဲ့ခီးသွားတကားကပေါ်လာခဲ့ပါ යි ပေါ်လဲတကားကိုဖွင့်ပြီးအခန်းထဲဝင်သွားတော့ အဲ့ဒီတကားကမျက်နှာတုပ်ပေါ်မှာတစ်ခုအဖြစ်ကျောင်းသားကပေါ်ကတော့နောက်ထပ်အစာအုပ်တစ်ခုစီကိုရောက်သွားပါ යි အဲ့ဒီချိန်ဝဲကအရင်တတိပြောက်သွားတဲ့အကြောင်းကိုပြောနေရပါတကယ်တော့ဝဲကစိတ်ဝိညာဉ်စားချုပ်မှာလက်မှတ်တိုခိုင်းပြီးအဲ့ဒီနောက်မှာလူတွေကအသိစိတ်ပြောက်သွားကြတာဖြစ်ပါ යි ဝဲရဲ့နောက်ပြက်မှတ်ကဆိုပြီးဖြစ်ပြီးဒါကြောင့်ဆိုပြီးကသူမမကြိုက်တဲ့အရာတွေကို မသိတော့ဘူးဖြစ်နေရပါဒါပေမဲ့အကျန်တဲ့သူတွေကဒီအကြောင်းကိုမသိကြသလိုဝိနန်းကပ်တွေမှာလည်းအထူးဆောင်ကြည့်ရဲ့ကရိယာတွေရှိနေပါတယ် ဒါနဲ့ပေါ်လေတကားနဲ့ပတ်သက်တဲ့အကြောင်းကိုမောတိသွားလို့မဖြစ်ဘူးဆိုပြီးမျက်နှာတုပ်ပေါ်မှာကိုကောက်လိုက်ပြီးမြတကားကိုတုံးလို့မရဘူးဖြစ်နေပါ යි ။ဒါနဲ့မျက်နှာတုပ်ပေါ်မှာကညှို့ကြားချက်ကိုဖတ်ကြည့်ရောမျက်နှာတုပ်ပေါ်မှာကိုကိုင်ကမော်စကလုံးတစ်ချို့ကိုရွတ်ပြီးသွားကျင်နေနေရကိုပြောဖို့ရေးထားတာကြောင့်ပေါ်လေစံတက်ကြည့်ပါ යි ။ဒါနဲ့စတိုးဆိုင်ရဲ့အေးအေးခန်းထဲကိုရောက်သွားပြီးပေါ်လေမျက်နှာတုပ်ပေါ်မှာကိုကောက်ကကုမ္ပဏီကိုပြန်လာခဲ့ပါ යි ။ ကုမ္ပဏီမှာဘတ်စပေးနဲ့တွေ့ရောတခုခုတည်ထားရင်သူမကိုလာပြောဖို့ပြောပေမဲ့ပေါ်လေသူ့ခန်းလေးကိုပဲပြေးလာခဲ့ပါ යි ။နောက်တော့ဆိုဖီရဲ့ဝန်ထမ်းကက်ကိုလွှတ်ပြလိုက်ပြီးဆိုဖီကိုအကြောင်းဆုံးရှင်းပြလိုက်ပါ යි ။ညနေတုပ်ပုံဝါနဲ့တကားကိုဖွင့်လိုက်တဲ့အခါမှာနောက်ထပ်တကားတွေအများကြီးရှိနေတဲ့နေရာကိုတွေ့လိုက်ရပါ යි ။ဒါပေမဲ့ပေါ်ကသွားကျင်တဲ့နေရာကိုပြောဖို့ကြံခဲ့တယ်လို့ဆိုကဒီလိုနဲ့ပဲပေါ်ရဲ့အိမ်ကိုရောက်လာကြပါ යි ။ဆိုဖီကတားအံ့ဩနေပြီးသူတို့နှစ်ယောက်ကကဘာအနှံ့ကနေရာတွေကိုရှောက်သွားကြည့်ကြပါ යි ။ နောက်တစ်ရက်မှဆိုဖီဟာဆိုင်ရှင်အဖွားကသူ့ဝမ်းခွဲနဲ့ပြန်တွေ့သွားတာကိုတွေ့လိုက်ပြီးသူမရဲ့စွမ်းအားကိုကောင်းတဲ့နေရာမှာအသုံးချလိုက်ရတာကြောင့်ပြောနေပါတယ်။နောက်ရက်တွေမှာလည်းနေရောက်သားကတကားကနေလျှောက်သွားနေကြပြီးပြောင်းနေတဲ့ပုံရင်းနီလာပါတယ်။ တညက်နေမှာတော့ပေါ်ကဆိုဖီကိုချစ်တယ်လို့ဖင်ပြောပြီးဆိုဖီကလည်းပေါ်ကိုသဘောကျနေပြီမဲ့သိဝင်းကြီးစာချုပ်ကြောင့်သူမရဲ့ခံစားချက်တွေကစစ်မှန်ရဲ့လားဆိုတာကိုဝီခွဲမရဖြစ်နေပါ යි ။ဒါနဲ့ပဲသိဝင်းကြီးစာချုပ်ကိုဖျက်ဆီးဖို့ဆုံးဖြတ်လိုက်ကကုမ္ပဏီကိုပြန်အသွင်ညနေတုပ်ဘဝကိုတန်တာရောက်မလာခင်အမြန်သိမ့်လိုက်နိုင်ပါ යි ။ဒါပေမဲ့တန်တာကကျန်းပြင်ပေါ်ကသဲရီနဲ့သူတို့ရဲ့အဝတ်တွေကြည့်ပြီးသဘောပေါက်လိုက်ကတကားကိုပြန်ထားဖို့နဲ့ကုမ္ပဏီကနေထွက်သွားဖို့ပြောပါ යි ။ ညမိုးချုပ်တော့ပေါ်ရိုနီယောက်ကကုမ္ပဏီကိုပြန်လာကြပြီးဝဲရဲ့အခန်းထဲကိုဝင်ဖို့လုပ်ပေမယ့်ပရီနာရီရှိရဲ့အခန်းထဲကိုသာလျှောက်သွားပါ යි ပရီနာရီကစာချုပ်တွေထုတ်နေပြီးဝဲကစာချုပ်ချုပ်ရင်ဝိညာဉ်ရောင်းတာကိုပါမသိလိုက်အောင်စာချုပ်တွေထည့်ထားတာဖြစ်ပါ යි ဒီလိုနဲ့လူတွေကမသိလိုက်ပဲသူတို့ရဲ့ဝိညာဉ်ကိုရောင်းမိတယ်လို့ဖြစ်နေပါ යි နောက်တော့အတန်တွေကြားရစီကိုသွားကြည့်တော့မိဘုံခန်းလေးကဖြစ်နေပြီးပေါ်လေကြောက်နေရသောတကားနဲ့ဝဲအခန်းလေးကိုသွားတဲ့အချိန်ဒီတကားမှာတော့မြေအခန်းကိုလျှောက်သွားပါ යි အဲဒီမှာလည်းအတန်တွေကြားလိုက်ရအကြောင်းတူမြောင်နဲ့ကိုဝင်သွားပြီးပေါ်ရူနီယောက်လည်းထွက်ပြေးလာကြရင်နဲ့မင်းစာရီတာဝင်ပါဆိုရဲတကားနောက်ဘက်မှာပုံနေကြပါ යි အဲဒီချိန်တဏ္ဍာကရောက်လာပြီးတဖြည်းဖြည်းနဲ့မင်းစာပုံပြောင်းသွားကတကယ်တော့တဏ္ဍာကမင်းစာရီရဲ့ခေါင်းဆောင်ဖြစ်နေပါ යි တဏ္ဍာကမင်းစာရီကိုစုနေချိန်မှာဝဲပါရောက်လာပြီးမင်းစာရီနဲ့တဏ္ဍာကိုထွက်သွားဖို့ပြောပါ යි တဏ္ဍာကမင်းစာရီသားမရှိရင်မော်စရာရီကအတော်မုံမင်းမဘူးလို့ပြန်ပြောတော့ဝဲကတချို့မင်းစာရီကိုရုံသုံးပစ္စည်းတွေအဖြစ်သူ့မော်အစွမ်းနဲ့ပြောင်းပြလိုက်ပါ යි ။ဒါနဲ့ပေါ်ရုကတကားကိုဖွင့်ပြီးထွက်ပြေးတဲ့အချိန်ဝဲကတကားကိုလက်နဲ့ထိပြီးပိတ်လိုက်ပိုင်တကားကိုနောက်ဆုံးပိတ်တဲ့ဘသူမဆိုပန်ရှင်ဖြစ်လာတာဖြစ်ပြီးပေါ်ရုကတော့တကားရီအများကြီးရှိတဲ့နေရာထဲမှာပိတ်မိသွားကြပိုင်အဲ့ဒီထဲမှာဝဲရဲ့အဖေဖြစ်သူကိုတွေ့လိုက်ရပြီးဝဲကငကားအသေးလေးနဲ့မြောက်ခေါ်ကဒီထဲမှာပိတ်ထားခဲ့တာဖြစ်ပိုင် ဘောကဝဲရဲ့အဖေစီမှာဝဲရဲ့ဝိညာဉ်ရောင်းထားတဲ့စာချုပ်ရှိနေရာကိုမှတ်မိသွားပြီးဝဲကိုထိန်ချုပ်ဖို့ပြောပါတယ်။ဒါပေမဲ့စာချုပ်ကိုတည်ဆုံခြင်းဘဏ်မှာအနှံထားမှစာချုပ်ကအသက်ဝင်မှာဖြစ်ပါတယ်။ပေါ်လယ်လက်မလျှော့ပဲတကားတစ်ခုချင်းစီကိုဖွင့်ကြည့်တော့ဝဲရဲ့အဖေကသူ့အစွမ်းကုန်ဖွင့်ကြည့်ပြီးသွားပြီလို့ပြောပါတယ်။ဒါနဲ့ပေါ်လယ်သူ့အစွမ်းအားကိုလက်မှာတေချာစုစည်းကပြန်ထွက်လို့ရမယ့်တကားကိုရှာကြည့်ရောထွက်ပေါက်ကိုတွေ့သွားပြီးအပြင်ကလမ်းပေါ်ကိုရောက်လာကြပါတယ်။ တုံးရသာကုမ္ပဏီကိုပြန်လာကြပြီးမြေအောင်ကိုဆင်းလာကြတဲ့အခါမှာမင်းစာရီကဝိညာဉ်စာချုပ်တွေကိုရွှေ့နေကြပါတယ်။ဝဲရဲ့အဖေကဝဲနဲ့တွေ့ပြီးမော်ပညာသုံးတိုက်ခိုက်ကြတဲ့အချိန်ပေါ်ကတော့တကားကိုပြန်ရအောင်လုပ်ပေးမိတ်။ပေါ်ကိုမင်းစာရီကဖမ်းသွားပါတယ်။ဆိုပြီးကစိတ်နဲ့ဂျူဒီကိုအကူအညီလှမ်းတောက်ပေးမိတ်။မင်းစာတကောင်ကဂျူပီခြေထောက်ကိုဆွဲချလိုက်ပြီးပေါ်ကလည်းကူညီခြင်းပေးမိတ်။ပိုက်ကုံနဲ့အဖမ်းခံလိုက်ကြပါတယ်။အဲဒီချိန်ရိုစီကရောက်လာပြီး စတက်ဖလာကိုဝဲရဲ့အဖေကြီးကိုလှမ်းပြလိုက်တော့သူကမော်ဆွမ်းအားနဲ့ပြန်ပြလိုက်ပိုင်အဲစတက်ဖလာကနေပီဇာတကောင်ဖြစ်သွားပြီးရိုဂျီလည်းသူမရဲ့ပုံစံအစ်စ်မင်းစာပုံကိုပြန်ပြောင်းလိုက်ပိုင်နောက်တော့ယောက်ျားဖြစ်သူကိုပြေးဖက်လိုက်ကတကယ်တော့သူတို့ကတန်နာရဲ့မိဘတွေဖြစ်နေပါဝဲကတော့အဖေဖြစ်သူကိုမော်စွမ်းအားနဲ့ချုပ်ထားလိုက်ပြီးပေါင်းလေးကူညီဖို့လုပ်ပေးမယ်ဝဲကမော်စွမ်းအားနဲ့ပေါင်းကိုပြပိုင် ကုမ္ပဏီပေါ်အဖွဲ့ဝင်တွေကရောက်လာကြပြီးဝဲကိုတားပေမဲ့ဝဲကတော့အဖေဖြစ်သူကိုတပ်ပြစ်လိုက်မယ်လို့ထိန်ချောက်ပိုက်နောက်တော့ဆိုဖီကိုပါမောင်စွမ်းအားနဲ့ဖမ်းချုပ်ထားလိုက်ပြီးပေါ်ကိုသူ့နဲ့ဝိညာဉ်စာချုပ်ချုပ်မယ်ဆိုရင်ဆိုဖီကိုလွတ်ပေးမယ်လို့ပြောပိုက်ဆိုဖီကပေါ်ကိုစိတ်နဲ့ဆက်သွဲကပေါ်ရဲ့အစွမ်းအားနဲ့ခီးသွွားတကားတွေဖန်တီးလို့ရတယ်လို့လမ်းပြောတာကြောင့်ပေါ်လဲလက်ကိုဆန့်ထုတ်က အာယုံစူးစမ်းလိုက်တဲ့အချိန်ခီးသွားတကားတွေအများကြီးပေါ်လာပိုင် နောက်တော့တကားတစ်ခုတည်းကိုဝင်သွားပြီးတည်ဆုံချင်းဘန်ကိုသွားကဝဲရဲ့ဝိညာဉ်စာချုပ်ကိုပေးလိုက်ပိုင်ဘန်ဝင်နန်းကစာချုပ်ကိုယူလိုက်ချိန်မှာဝဲရဲ့မော်ဆွမ်းအာရီကပျောက်သွားခဲ့ပြီးဝဲရဲ့အဖေနဲ့သူ့သားကိုမော်ဆွမ်းအာနဲ့ပြန်ဖမ်းချုပ်ထားလိုက်ပိုင်ဆိုပြီးကမျက်နှာတုပ်ပေါ်မှာနဲ့ခီးသွားတကားကိုဖွင့်လိုက်ကဝဲရဲ့အဖေကသူ့သားကိုတကားတွေအများကြီးရှိတဲ့နေရာထဲမှာပိတ်ထားလိုက်ပိုင်နောက်ပြီးမျက်နှာတုပ်ပေါ်မှာပါတဲ့ညွှန်ကြားချက်ကိုတကားကိုဘယ်တော့မှမပွင့်ဖို့ပြောင်းလဲလိုက်ပိုင် ဆိုပြီးကပေါ်ကိုစိတ်ပူနေပြီးနောက်တော့ပေါ်ကတကားတစ်ချက်ကနေသူ့စွမ်းအားနဲ့ပဲပြန်ရောက်လာခဲ့ကဆိုဖီးရဲ့စာချုပ်ကိုပေးလိုက်ပိုင်ပေါ်ကဆိုဖီးရဲ့စာချုပ်ကိုဝဲရဲ့စာချုပ်နဲ့လဲခဲ့တာဖြစ်ပိုင်နောက်တော့ပေါ်ကအပြင်ကိုထွက်လာပြီးမျက်နှာတုပ်ပုံဝါရီရှော်မဲ့ကားပေါ်ကို တကားအနေနဲ့တုံးတဲ့မျက်နှာတုပ်ပွားကိုပြစ်တင်လိုက်ပိုင်အိနာကုမ္ပဏီဘုံအဖွဲ့ဝင်တွေကဆိုဘီနဲ့ဘော်ရိုကိုတွေ့ကတရားဝင်ဝန်ထမ်းတွေဖြစ်သွားပြီဆိုတဲ့အကြောင်းပြောပိုင်ဆိုဘီကတော့စိတ်ထဲကနေပေါ်ကိုသူ့အပေါ်ခန်းစားချက်တွေကအစ်စ်ဖြစ်တယ်လို့ပြောရင်နှစ်ယောက်သားလက်ကိုကင်ထားကြပိုင်နောက်တော့ဟိုတယ်မှာမျက်နှာတုပ်ပွားတွေယူလာတဲ့အမျိုးသမီးကမော်စကလုံးကိုပြောမိသွားရင်လည်းဇလန်းလေးကလည်းပြီးဆုံးသွားခဲ့ပိုင်အစောတိကြည့်ရှုပြည့်အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်